ီလိုင်းထဲမှာအယူဆတွေမျိုးစုံရှိတယ်ကစားကွက်တွေမျိုးစုံရှိတယ်သို့တော့ဒီပွဲမှာတော့ဒါဥနိုင်ရဲ့အယူဆလေးနဲ့သူ့ရဲ့ဖြစ်စဉ်ကလေးကိုတီးမီပြီးတော့ဒါဥနိုင်က935ဆိုတဲ့ကဏ္ဍလေးတစ်ကွက်တည်းကိုဒါအရန်ဖြစ်နေကစားမှာပေါ့နော်အဲ့ဒါလေးဥနိုင်ပြပေးမယ်အဖြစ်စဉ်လေးကဒီသုံးလုံးပေါင်းခြင်းကို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 နော်ပရိတ်သုံးခုပေါင်းခြင်းကိုဆိုပြီးတော့ကုဖြစ်ရှင်ဒီသူက9မျိုးကစားတယ်နော်ကုဖြစ်ရှင်1မျိုး2မျိုး3မျိုး4မျိုး5မျိုးကစားတယ် တိုင်းပင်အကွာဝေးအတူတူပဲဒုတိယအကက်မှာလည်းပထမအကက်ကလိုပဲသုံးလုံးပေါင်းခြင်းကိုသုံးလုံးပေါင်းကိုသုံးလုံးပေါင်းကိုသုံးလုံးပေါင်းကိုပရိတ်သုံးခုပေါင်းခြင်းကိုလို့ကိုပြည့်ခြင်း၅မျိုးကစားတယ်တတိယအကက်မှာလည်းအဲ့ဒီလိုပဲနော်တတိယအကက်မှာလည်းသုံးလုံးပေါင်းခြင်းကို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 ပရိတ်သုံးခုပေါင်းခြင်းကိုဆိုပြီးတော့ကိုဖြစ်ခြင်း၅မျိုးကစားတယ်ဒါတိုင်းမင်းကိုတည်လိုက်တာပေါ့နော် ကောင်းပြီအဲ့ဒီလိုတိုင်ပင်တည်ပြီးတာနဲ့ကိုပြစ်ချင်း၅မျိုးကစားခဲ့လို့နော်ဒီ၃လုံးပေါင်းရင်ကိုလိုဖြစ်တဲ့နှစ်ထဲမှာကိုခါကွာကိုလိုဒီမှာလှန့်ထက်ကိုခါကွာကိုဒီကွာကိုဒီလေ54နဲ့ပဲကိုအောင်နော်ကိုခါသူ့ရဲ့မြင်းကုံမှာကွာကိုလိုထည့်မယ်54နဲ့ပဲကိုအောင်အဲ့လိုကိုးပြရနဲ့သူ့ရဲ့ဘေးကနေရှိလိုက်1 2 3 4 5 6 9 10ပင ရှစ်ပင်ရဲ့တပွဲကြောင့်မှာလဲကိုးခါကွာကိုးကွာကိုးဒီလဲ94နဲ့ပဲကိုးရတယ်နော်သူ့ရဲ့ညာဘက်ကနေကြည့်လိုက်1 2 3 4 5 6 7သူ့ရဲ့တပွဲကြောင့်မှာလဲကိုးခါကွာကိုးဒီကွာကိုးဒီလဲ94နဲ့ပဲကိုးရဒါတိုင်ပင်ကွာကိုးအတူတူပဲအဲ့ဒီတော့ကိုးခါကွာကိုးလို့ကစားတယ်ကိုးခါကွာကိုးလို့ကစားပြီးတာ ਨੇ သူကထပ်ပြီးပါကစားလေးဆိုလို့နော် ကိုခါကွာကိုလိုကစားပြက်နဲ့သူ့ရဲ့ဒီဇောင်းမှာဒီနှလုံးကိုဒီဒီနှလုံးကိုလိုထည့်တယ်ဒုတိယအကတ်မှာကိုခါကွာကိုလိုကစားပြက်နဲ့ဒီနှလုံးရှစ်ကဒီနှလုံးရှစ်လိုထည့်တယ်တတိယအကတ်မှာကိုခါကွာကိုလိုကစားပြက်နဲ့ဒီနှလုံးခွန်ကဒီနှလုံးခွန်လိုထည့်တယ်ဒါကိုရှစ်ခွန်လိုစီနီယာလေးတွေပြန်ပြီးတော့သူထောက်လိုက်တယ်ထောက်ပြီးတော့မှဝီပုံသံပေါင်းခြင်းဒီပုံဒီရှစ်ဒီသုံးလုံးက၄နော်ဝီပုံသံပေါင်းခြင်းဒီပုံဒီရှစ်ဒီသုံးလုံးဒီ၄ ဒီပုံစံပေါင်းခြင်းဒီပုံဒီ၈ဒီသုံးလုံးပေါင်းခြင်းဒီ၄လို့ထည့်ဟုတ်ပြီအဲ့ဒီလို၄လို့ထည့်ပြီးတာ ਨੇ ဒီလို၈ဒီလို၄လို့ထည့်ပြီးတာ ਨੇ နော်ဒီသုံးလုံး၉ဒီသုံးလုံး၉လို့ပြန်ထည့်တယ်ဒီလို၈ဒီလို၄လို့ထည့်ပြီးတာ ਨੇ ဒီသုံးလုံး၉ကိုဒီသုံးလုံး၉လို့ပြန်ထည့်တယ်နော်ဒီသုံးလုံး၈ဒီသုံးလုံး၄လို့ထည့်ပြီးတာ ਨੇ ဒီသုံးလုံး၉ကိုဒီသုံးလုံး၉လို့ပြန်ထည့်တယ်တိုင်မင်ကိုတည့်လိုက်တာတည့်လိုက်တော့ကဲသူ့ရဲ့ ဒီကနန်းတွန်းလာတဲ့စနစ်ကစားကွက်လေးကတော့အားလုံးကထောက်ချက်ကလေးတွေစုံစုံလင်းလင်းဖြစ်တယ်ဖြစ်တော့အဲ့ဒီကစားကွက်ထဲနေဥနာကဘာကိုကစားချင်တာနေလဲဆိုတော့ကိုဖြစ်ချင်းနေနှစ်ဆမှာကိုဖြစ်ချင်းနေတည်ခဲ့လို့ကိုခါကွာကိုရဲ့အောက်ကကနန်းနော်၄၅နှစ်ဆိုတဲ့ကနန်းဒီ၄၅နှစ်ဆိုတဲ့ကနန်းဒီကိုဖြစ်ချင်း၅မျိုးတည်ခဲ့တာနဲ့ဒီဘက်နှစ်ထဲမှာ၄၅နှစ်ဒီဒဲထွက်မှာသူထွက်တော့မဲ့အချိန်မှာ ဒီထက်ရဲ့ဒီခါရဲ့ဒီပရဲ့ဒီဇောင်းပေါင်းချင်းဒီတုံညလို့ပုံတည်ထည့်မယ်သူ့ရဲ့မြင်းကောင်ကဒီကနန်းဒီလေပြန်ကြအဖြစ်နဲ့သူကထောက်ပြီးတော့မှဒီ၄၅နှစ်က၄၅နှစ်လို့တဲကြတယ်ဒုတိယကမ္မလည်းအဲ့လိုပဲကိုဖြစ်ချင်း၅မျိုးကစားတယ်အဲ့လို၅မျိုးကစားလို့ကိုခါခွာကိုရဲ့အောက်က၃နှစ်ခွန်းဆိုတဲ့ကနန်းဒီဒီကိုဖြစ်ချင်း၅မျိုးကစားတာရဲ့နောက်တစ်နှစ်မှာအဲ့၃နှစ်ခွန်းဒီတဲကြကြားရမယ့်အချိန်မှာလည်းဒီထိတ်ရဲ့ခါရဲ့အပိတ်ရဲ့တုံညလို့ပုံတည်ကစားတယ်သူ့ရဲ့မြင်းကောင်က တုံညာ၄ခုဆိုတဲ့ကဏ္ဍကလည်းပြန်ကြဖြစ်နေကစားပြရတဲ့ဒီနေရာမှာဒီကဏ္ဍကဒီရွှေဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီတတိယကံမှာကိုးကားကွာကိုးရဲ့အောက်ကကိုးတုံ၅ဆိုတဲ့ကဏ္ဍကကိုးဖြစ်ခြင်း၅မျိုးကစားတာရဲ့ဒီဘက်နှစ်ထဲမှာကိုးတုံ၅လို့တည်ကြခြင်းလားကြခြင်းတော့ဒီမှာ၃ရင်၅ရဲ့နှစ်ရဲ့လည်းတုံညာလို့သူကစားထားတယ်သူ့ရဲ့မြင်းကုံမှာရှိတဲ့ရှိခွန်နှစ်ဆိုတဲ့ကဏ္ဍကလည်းပြန်ကြအဖြစ်နဲ့ထောက်ထားတဲ့အတွက်ဒီနေရာလေးမှာဒါဦးနိုင်ကဒီ935ဆိုတဲ့ကဏ္ဍကိုတက် ကစားလိုက်ချင်တာပေါ့နော်သူရဲ့ဖြစ်စဉ်တွေအင်မတန်ကောင်းပါတယ်ဒဲတကွက်တည်းပဲထူရတယ်ဦးကားကွာကိုရဲ့အောက်က၄၅နှစ်ဒီဒီမှာကြာတော့မဲ့အချိန်မှာဒီတုံးလုံးကပုံသေးတုံညသူ့ရဲ့မြင်းကောင်ကဒီကနေ့ဒီပြန်ကြအဖြစ်နဲ့ကစားပြီးတော့မှထွက်တယ်ဒုတိယကတ်မှာလဲကိုးကားကွာကိုရဲ့အောက်က၃နှစ်ခွန်ဒီဒဲကြာတော့မဲ့အချိန်မှာဒီတုံးလုံးဒီပုံသေးတုံညသူ့ရဲ့မြင်းကောင်ကတုံညာလေးကိုဒီပြန်ကြဖြစ်နေထောက်ပြီးတော့မှနှစ်ချက်ထောင်းနေကစားတယ်တတိယကတ်မှာကိုးကားကွာကိုလို့ဖြစ်လာရဲ့ ဒီကနေ့ကိုသုံးကားဒီဒီမှာတဲကြတော့မယ့်အချိန်မှာဒီသုံးလုံးကလည်းတုံကြလို့ဖြစ်နေတယ်သူ့ရဲ့မြင်းကုံမှာရှိတဲ့ဒီကနေ့ကလည်းပြန်ကြဖြစ်နေထောက်တဲ့အတွက်ကိုဒီနေရာမှာဒါကိုသုံးကားတဲ့ပေါ့နော်ဒါဦးနဲ့ကအရင်ဖြစ်နေကစားပြလိုက်တယ်ပေါ့နော်အကြိုက်တဲ့မိတ်ဆွေတွေကတော့ကိုကြိုက်တဲ့နေရာအထိုင်လေးတွေကိုအဆင်ပြေလို့ရွေးပြီးတော့ထိုးလိုက်ပေါ့ဗျာနော်ကဲကောင်းပြီဒါဆိုရင်ကဲပထမဦးဆုံး၄၈ကိုပြန်ကြကို ပြပေးပါလို့တောင်းဆိုတဲ့မိတ်ဆွေတွေအတွက်ကိုဒါဦးနိုင်ကအနီးကပ်စနစ်နဲ့ပြန်ကြ site ကိုပြပေးမယ်ပေါ့နော် ပြန်ကြကဏ္ဍနဲ့ပတ်သက်လို့ဒီနှစ်နှစ်စပေါ့နော်ဒီနှစ်စခွန်ခွန်ကိုလို့ထွက်တာကနေပြီးတော့အခုထွက်ခဲ့တဲ့အကြိမ်ထိအောင်၃ခုနှစ်ထိအောင်ပြန်ကြကဏ္ဍနေသည်သူ့နေရာနဲ့သူ့ site နဲ့သူအကုန်လုံးရှိပါတယ်အဲ့ဒီအကုန်လုံးရှိတဲ့ထဲမှာဦးနိုင်ကပြန်ကြကဏ္ဍနှစ်ခွက်ကိုရွေးပြီးတော့ပြရခြင်းဖြစ်တယ်နော်တချို့တချို့ဆရာတွေလည်းပြန်ကြကဏ္ဍနဲ့ပတ်သက်ပြီးပြထားတယ် ရှိတယ်ကိုကြိုက်တဲ့ပြန်ကြကိုပြန်ကြကြိုက်တဲ့မိတ်ဆွေတွေကထိုးပေါ့နော်ပြန်ကြမကြိုက်တဲ့မိတ်ဆွေတွေကတော့မထိုးနဲ့ပေါ့ဗျာနော်ကဲဟုတ်ပြီအဲ့တော့ကိုရှိလေးပတ်လေပြန်ကြစနစ်ကိုဒါဥနိုင်ကအမိကစနစ်ဖမ်းတဲ့စနစ်လေးကိုဥနိုင်ကစားပြမှာပေါ့နော်ဒီစီကြောတွေထည့်မယ်ဆိုရင်တော့အများကြီးရှိတယ်နေဦးကိုနောက်ပိတ်တွေကစားတဲ့ site တွေကနေပြီးကစားတာပေါ့နော်သို့တော့တူတူနဲ့လိုရင်းဥနိုင်ကဖြတ်ပြီးတော့ကစားပြမယ်နော်ရှင်းနှလုံးပေါင်း6 ရှင်နှလုံးပေါင်း၉သည်တပွဲကြော်မှာ၉လို့ပိတ်တယ်ရှင်နှလုံးပေါင်း၈သည်တပွဲကြော်မှာ၈လို့ပိတ်တယ်ရှင်နှလုံးပေါင်း၇သည်တပွဲကြော်မှာ၇လို့ပိတ်တယ်ရှင်ပေါင်း၉က၉ပိတ်ရှင်ပေါင်း၈က၈ပိတ်ရှင်ပေါင်း၇က၇လို့ပိတ်ပြီးတာ ਨੇ အဲ့ဒီ၉၈၇လို့ပြီးခဲ့တဲ့ကဏ္ဍ၉တုံညာ၇ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာပြန်ကြဖြစ်နေကစားတယ်နော်ဟုတ်ပြီဒါတို့ဒုတိယကရှင်ပေါင်း၈က၈လို့ပိတ်လိုက်တာ ਨੇ 6နှစ်6ဆိုတဲ့ခဏန်းဒီအဲ့ဒီနှစ်ထဲမှာပြန်ကြဖြစ်နေကစားတယ်။ဒါဆိုရင်ရှင်နှလုံးပေါင်းခွန်ကကွန်းလို့ပိတ်လိုက်တဲ့အတွက်ရှစ်ကူးလေးဆိုတဲ့ခဏန်းကဒီနေရာလေးကိုဦးနိုင်ကပြန်ကြဖြစ်နေကစားချင်တာ။ကောင်းပြီဒါဆိုရင်ဒီကူးတုံညာခွန်ဆိုတဲ့ခဏန်းဒီနေရာကိုဘာကြောင့်ပြန်ကြမှာလဲ။ပြန်ကြမှာလဲဆိုတော့သူ့ရဲ့ဒီအပေါ်မှာပေါ့နော်သူ့ရဲ့အပေါ်မှာတပင်းနှစ်ပင်ရဲ့ဘေးမှာဗရိတ်ခွန်လို့သူထောက်တာ။နော်ဒီခဏန်းလေးကြာမယ်ဆိုရင်ဒီဗရိတ်ခွန်ထောက်မယ်။အဲ့ဒီဗရိတ်ခွန်ခဏန်းဒီသူ့အပေါ်ကပြန်ကြခဏန်းလို့ထောက်မယ်။ ခွန်ပရိသည်သူ့အပေါ်ပြန်ကြလို့ထောက်ပြီးတာနဲ့သူ့ရဲ့ဘေးမှာဒီသုံးလုံးပေါင်းခြင်းဟာပုံသေးနှဲ့လို့သူထည့်ခွန်ပါဝါနှဲ့လို့ထည့်ထည့်ပြန်တဲ့သူ့အောင်မှာအဲ့ဒီပြန်ကြကဏ္ဍရိုက်တယ်ရိုက်တဲ့ခါမှာရှေပေါင်းကိုးဒီကိုးလို့ပိတ်တဲ့အတွေ့အဲ့ဒီကိုးဒီသူ့ရဲ့ဒီမြင်းကုန်မှာဒီပရိနဲ့ဒီခါနဲ့ရလေကိုးလို့ထောက်ပြီးတော့မှနှစ်ချက်ထောက်နဲ့ပြန်ကြဖြစ်နေကစားတယ်ဒုတိယအကတ် ဒုတိယကမှလည်းအဲ့လိုပဲတိုင်ပင်ကွာဝေးအတူတူပဲတပင်နှစ်ပင်သုံးပင်လေးပင်၅ပင်ရဲ့ဘေးမှာထွက်ခဲ့တဲ့၆၆နှစ်ဒီဒီနှလုံးပေါင်း၈က၈လို့ပိတ်လို့မို့ဒီကနန်းဒီဒီမှာပြန်ကြတယ်သူကြားမှာအချိန်မှလည်းတပင်နှစ်ပင်ရဲ့ဘေးမှာခွန်ပရိတ်လို့ပဲထောက်တာပဲနော်အဲ့ဒီခွန်ပရိတ်ဒီလေသူ့ရဲ့အပေါ်ကဒီကနန်းဒီဒီမှာပြန်ကြလို့ခွန်ပရိတ်ပြန်ကြထောက်ပြီးတော့မှဒီနေရာကိုပြန်ကြကနန်းကစားတယ်ကစားတဲ့အချိန်မှာခွန်ပါဝါဒီသုံးလုံးကနှစ်လို့ထောက်တာရဲ့အောက်ကိုပဲကစားတယ်ကစားတော့ဒီနှလုံးပေါင်း၈က၈လို့ပိတ်တဲ့အတွက် ဒီကနန်းဒီဒီမှာပြန်ကြတော့မယ်တဲ့သူ့ရဲ့မြင်းကိုမှဒီပရိတ်နဲ့ဒီကားနဲ့လည်းရှစ်လို့ထောက်ပြီးတော့မှနှစ်ချက်ထောင်းတဲ့ဒီမှာကြတယ်။ဟုတ်ပြီဒါဆိုရင်တပင်းနှစ်ပင်သုံးပင်လေးပင်ငါးပင်ရဲ့ပြီးမှထွက်မယ်ဒီကနန်းတိုင်ပင်အကွာဝေးအတူတူမှာရှိတယ်။ရှေပေါင်းခွန်ကခွန်လို့ပိတ်တာနဲ့ဒီရှစ်ကိုးလေးဆိုတဲ့ကနန်းဒီနေရာကိုပြန်ကြတော့မယ်အချိန်မှာသူ့ရဲ့တပင်းနှစ်ပင်ရဲ့ပြီးမှလည်းပရိတ်ခွန်ဆိုတဲ့ကနန်းဒီထောက်ထားတယ်။အဲ့ဒီပရိတ်ခွန်ကလည်းသူ့ရဲ့အပေါ်ကပြန်ကြအဖြစ်နဲ့ကစားတယ်။ကစားပြီးတော့သူ့ရဲ့ပြီးမှလည်းဒီသုံးလုံးပေါင်းခြင်းဒီနှစ်လို့ထောက်တယ်။ထောက်တော့သူ့ရဲ့အောက်မှာ ရှေပေါင်းခွန်ခွန်လို့ပိတ်တယ်ခင်ဗျာဒီနေရာလေးကိုကြာကျင်တာကြာကျင်တော့သူ့ရဲ့မြင်းကုန်မှာလဲဒီဗရိတ်နဲ့ဒီခါနဲ့ပေါင်းခြင်းဒီခွန်ဖြစ်ချင်းကြောင့်ဗရိတ်နဲ့ခါနဲ့ခွန်လို့ထောက်ပြီးတော့နှစ်ချက်ထောင်းနဲ့ပြန်ကြရတယ်နော်အဲ့တော့ပထမအကတ်မှာနော်ရှေပေါင်းကိုကိုနောက်ပိတ်တယ်ခင်ဗျာပြန်ကြဖို့အတွက်ကိုဗရိတ်နဲ့ခါနဲ့ကိုလို့တစ်ချက်ထောင်းမယ်ဒီခွန်ဗရိတ်ဒီပြန်ကြလို့ထောင်းမယ်ပြီးတော့မှဒီလုံလုံပေါင်းခြင်းဒီခွန်ပါပါနှစ်လို့ထောက်ပြီးတော့မှဒီမှာလာထွက်တယ်ဒုတိယအကတ်မှာလဲအဲ့လိုပဲ ရှေ့ပေါင်းရှစ်ကရှင်းနောက်ပိတ်လို့ဖြစ်တဲ့ကဏ္ဍပြန်ကြတော့မယ့်အချိန်မှာပရိတ်နဲ့အခါနဲ့ရှေ့လို့ထောက်တယ်ဒီခွန်ပရိတ်ဒီသူ့ရဲ့အပေါ်ကပြန်ကြကဏ္ဍဖြစ်တယ်ခွန်ပါဝါဒီလို့နှစ်လို့ထောက်ပြီးတော့ပြန်ကြတယ်တတိယကံမှာရှေ့ပေါင်းခွန်ကခွန်လို့ပိတ်တဲ့ကဏ္ဍဒီနေရာကိုပြန်ကြမယ်ကြောက်မှုအတွက်ကိုလည်းပရိတ်နဲ့ခါနဲ့ခွန်လို့ထောက်ပြီးတော့မှကြမယ်ဒီနေရာမှာရှိတဲ့ခွန်ပရိတ်ကလည်းသူ့ရဲ့အပေါ်ကပြန်ကြအဖြစ်နဲ့ထောက်ထားတယ်ခွန်ပါဝါဇောင်းပေါင်းနဲ့နှစ်လို့ဖြစ်တဲ့အတွက်ဒီနေရာလေးမှာဦးနိုင်ကဒီကဏ္ဍလေးကိုဒါပြန်ကြအဖြစ်နဲ့ကစားခြင်းနဲ့ပေါ့နော် ရနေဆောင်ဒီမှာ၄ခွန်၅ဒီမှာ၅၈၃ဒီမှာ၄၅၃ဒီမှာ၃၃၆နော်၃၃၆ဆိုဒါ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 ၄၈၉ပေါ့နော်ဒါ၄၈၉ဒီလိုလေးပေါ့နော်အဲ့ဒီတော့ဒီနေရာလေးမှာနော်သူက1 2 3 4 5ကက်ဆိုင်ပေါ့5ကက်ထိအောင်သူကစားသွားနိုင်ရဲ့အကြောင်းတရားလေးကစုံးလာတာရှိတယ်ပေါ့နော်စုံးလာတာရှိတော့ကောင်းပြီဒီနေရာလေးမှာဦးနေဘယ်လိုကစားနေလဲဆိုတော့ဒီနှလုံးပေါင်း1 ခွန်နယ်လေးနဲ့ပေါင်းတဲ့တစ်ကိုဒီပရိတ်က6နဲ့နော်ဒီနောက်နှလုံးပေါင်းနှစ်နဲ့ဒီတစ်လို့သူကပြန်ကစားတယ်အဲ့တော့တစ်ပြီးတော့ဒီနှလုံးဒီတုံညအဲ့ဒီတုံညကိုလည်းဒီပရိတ်6နဲ့နော်နောက်ပေါင်းတစ်နဲ့ကိုလည်းတုံညလို့ကစားတယ်တစ်တစ်တုံညပြီးတော့ဒီနှလုံးက6အဲ့ဒီ6ကိုလည်းဒီပရိတ်က1နဲ့နောက်ပေါင်း8နဲ့ဒီလေ6လို့ကစားတယ်တစ်တုံည6ပြီးတော့ဒီနှလုံးပေါင်းခြင်းဒီ8အဲ့ဒီ8ကိုလည်းဒီပရိတ်က6နဲ့နောက်ပေါင်း6နဲ့8လို့ပဲကစားတယ် တေး3 9 8ရှိပြီးတော့သူကခွန်းလို့ဖြစ်ရမှာဆိုတော့ဒါ၄ထိပ်ခွန်းလို့ဖြစ်မဲ့ဆို၄ထိပ်အဲ့ဒီခွန်းကိုလည်းဒီပရိတ်3 9နဲ့နောက်ပေါင်းခွန်းနဲ့မှာခွန်းမှန်းဆိုတော့ဒါ၄ထိပ်နဲ့နောက်ပေါင်းခွန်းပရိတ်1ပြန်ကြကနန်းဒီဒါဥနေတို့ကရွေးချယ်ကြမရှိဘူးဒီကနန်းတစ်ခွက်ပဲရှိတယ်ပေါ့နော်လေးထိတ်နဲ့နောက်နှလုံးပေါင်းခွန်းပရိတ်တိကနန်းပြန်ကြသည်ဒီကနန်းတစ်ခွက်ပဲရှိတယ်အဲ့ဒီတော့၄၈ကို၄၉ရှိလို့နှစ်ခွက်ထိုးရမှာပေါ့နော်အဲ့တော့ဥနေရအောင်နော်နှစ်နှစ်ခွန်ပြန်ကြကိုဥနေကဒီစိုက်ကလေးနဲ့ကစားပြမယ်နော်ဒါလေးကစီစိုက်ကလေး နော်လေးကစီမှာဥနိုင်ဒီအမျိုးမျိုးကစားကြည့်တယ်ပေါ့နော်အကွက်ရွှေနဲ့လည်းကစားတယ်လုံကောင်းနဲ့လည်းကစားတယ်သို့တော့ဒီဟာလေးကတော့ဒီပွဲမှာဒါကစားတင်နေထင်လို့ဒါဥနိုင်ကပြန်ကြအဖြစ်နဲ့ဒီကနန်းလေးကိုထည့်ပေးရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ပြန်ကြတဲ့ကကနန်းဆိုရင်ဒါတစ်ပရိကနန်းနှစ်ကွက်ပေါ့လေတစ်ပရိကနန်းနှစ်ကွက်ကိုဒါဥနိုင်ကဒီပွဲမှာပြန်ကြအဖြစ်နဲ့ ရွေးပေးလိုက်ရခြင်းဖြစ်တာပေါ့သူကတည့်ပဲထူရတာဆိုတော့ဒါလေးပဲယူလိုက်တာပဲကောင်းပါတယ်ဆိုပြီးတော့ခုနကမိတ်ဆွေတွေကိုရွေးပြလိုက်တာပေါ့နော်ရွေးပြလိုက်တာဆိုတော့လေးကစီကဘလို့ကစားမှလဲဆိုတော့ဦးနေတို့ကဒီသုံးလုံးကကိုဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိဒီသုံးလုံးညီ6ဒါပုံသေးကစားနည်းပေါ့သုံးလုံးကိုဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိဒီလိုက6နော်ဂျားထဲမှာ3နှစ်ချားတယ်သုံးလုံးပေါင်းကို ဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိဒီ၃လုံးက6ဂျားထဲမှာ၃နှစ်ချားတယ်၃လုံးပေါင်းကိုဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိဒီ၃လုံးက6ဂျားထဲမှာသူက၃နှစ်ချားတယ်၃လုံးပေါင်းကိုဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိဒီ၃လုံး6လို့တိုင်မင်ကိုသူတည်လိုက်တယ်နော်အဲ့ဒီလိုတည်ပြီးတာနဲ့သူကဘာရင်ကစားကွက်ရှိလေဆိုပထမကတ်မှာ သုံးလုံးပေါင်းကိုပရိရှိထိတ်နေပရိနေရှိဒီသုံးလုံး6လို့ဖြစ်တာနဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်မြောက်တယ်မှာခဏတစ်ခွက်ဒီဒဲပြန်ကြမှာပေါ့နော်ဒဲပြန်ကြမှာဆိုတော့ကောင်းပြီဒီ8 9 8ဆိုတဲ့ခဏတပင်း2ပင်း3ပင်း4ပင်ကျော်ပြီးဒဲကြဒီ8 9 8က4ပင်ကျော်ပြီးဒဲကြမယ်ချိန်မှာသူ့ရဲ့ပုံမှာနှစ်နောက်ပိတ်ထောက်ပြီးတော့မှဒဲကြတယ်သူ့ကြမယ်ချိန်မှာသူက9ပရိလို့ခံပြီးတော့မှကြတယ်ဒုတိယကမှလည်းအဲ့လိုပဲ တုံးလုံးပေါင်းကိုဗရိရှိထိတ်နဲ့ဗရိနဲ့ရှိဒီတုံးလုံး6လို့ဖြစ်လို့တစ်နှစ်နှစ်နှစ်သုံးနှစ်နောက်မြောက်ထဲမှာကဏ္ဍတစ်ခွက်ဒီဒဲကြနော်ခွန်96ဆိုတဲ့ကဏ္ဍဒီတနည်းတပင်းနှစ်ပင်သုံးပင်လေးပင်ကျော်ပြီးဒဲကြတယ်ခွန်96ကခွန်96လို့ဒဲကြတဲ့အချိန်မှာနှစ်နောက်ပည့်ရဲ့အောက်မှာကြာကြာတော့မချင်းမှာသူ့ရဲ့ဆောင်းပါနော်ပထမအကတ်မှာ9ပရိရဲ့ဆောင်းပါကဏ္ဍနှစ်နောက်ပည့်ရဲ့အောက်ကိုကြာတယ်ဒုတိယအကတ်မှာ6ပရိရဲ့ဆောင်းပါကဏ္ဍနှစ်ပည့်ရဲ့အောက်ကိုကြာတယ်ဒါဆိုရင်တတိယအကတ်မှာ၃လုံးကိုပရိရှိထိတ်နဲ့ပရိနဲ့ရှိဒီ၃လုံး6လို့ဖြစ်လို့ တနှစ်၃နှစ်မြောက်တယ်မှာလေကဏ္ဍတစ်ကွက်ဒီပြည့်ပြန်ကြမှာတတခွန်းဆိုတဲ့ကဏ္ဍကတနှစ်၃လေးမြင့်ကျော်နှစ်နောက်ပိတ်ပြီးတာနဲ့ဒဲကြတယ်ကြာတော့မယ့်အချိန်မှာလေဒီမှာခွန်ပရိရဲ့ဇောင်းကကဏ္ဍဒီလေဒဲကြတယ်နော်ပထမအကတ်မှာငါးပရိရဲ့ဇောင်းကကဏ္ဍက၃ပြင်၄ပြင်ကျော်နှစ်ပိတ်ရအောင်ကိုကြာတယ်ဒုတိယအကတ်မှာ၆ပရိရဲ့ဇောင်းကကဏ္ဍဒီတနှစ်၃လေးပြင်ကျော်နှစ်ပရိရဲ့အောင်နှစ်နှစ်နောက်ပိတ်ရအောင်မှာဒဲကြတယ်နော်တတိယအကတ်မှာ 9ပရိ6ပရိပြီးခွန်ပရိရဲ့ဆောင်းကကနေဒီကနန်းဒီတည့်နှစ်တုံး4ပြင်ကျော်နှစ်နောက်ပရိအောင်မှာတဲကြဟုတ်ပြီဒါဆိုရင်ဦးနေတို့ဒီမှာတုံးလုံးပေါင်းကိုပရိရှိထိတ်နဲ့ပရိနဲ့ရှိဒီတုံးလုံးပေါင်းခြင်းဟာ6လို့ထည့်ထားကြတဲ့အတွက်တနည်းနည်း3နှစ်မြောက်တယ်မှာကနန်းတစ်ကွက်ဒီတဲကြတဲကြမှာဆိုတော့ तू ကတောက်ကပါပြီသားနော်တောက်ကပါပြီသား9ပရိရဲ့ဆောင်းကနန်း6ပရိရဲ့ဆောင်းကနန်းခွန်ပရိရဲ့ဆောင်းကနန်းဒါဆိုရင် ဦးနိုင်တို့ကနော်ဒီနေ့ထဲမှာဗရိရှိရဲ့ဇောင်းကဏ္ဍဒီဒီမှာတတိချောက်ဗရိရှိအဲ့ဗရိရှိရဲ့ဇောင်းကဏ္ဍနှစ်နှစ်ခုဆိုတဲ့ကဏ္ဍဒီတပင်နှစ်ပင်သုံးပင်လေးပင်ကျော်ပြီဒီမှာတက်ကြနေတာသူကြောက်ဖို့အတွက်ကလည်းနှစ်နောက်ပိတ်ကထောက်ထားတယ်နော်အဲ့ဒီအတွက်ကိုဒီနှစ်နှစ်ခုဆိုတဲ့ကဏ္ဍလေးကိုဒီနေရာလေးမှာဦးနိုင်ကတက်ကြစနစ်လေးနဲ့ရွေးပြီးတော့အထည့်ပေးလိုက်ရခြင်းဖြစ်တယ်ပေါ့နော်